ဒီရှင်မရှင်များအားလုံးပဲမင်္ဂလာပါရှင်မနက်ဖြန်28ရက်3လ25ပေါ့နော်မနက်ဖြန်ဆိုတော့ပို့တော်ဘူးပေါ့နော်နေအင်္ဂါဆိုတဲ့အတွက်ချာအော်ဒီကနေ့ပို့တော်နော် sorry ပါမနက်ညနေပေါ့နော်မနက်ဖြန်28မနက်ညနေပါခဏညနော်နေပို့တော်ပါနေ့တည်းပဲနေမှာတော့ပြီတော့ ထိတ်ဝအရင်ဆုံးတော့ကြည့်အောင်နော်ထိတ်ကလေးဝအရင်ဆုံးသွားမယ်ဆိုရက်ကြောင့်ဒီမှာရှိတာ6ခွန်းဘောနော်ခွန်းကလည်းပေါင်းတော့ည3နဲ့6နဲ့ပေါင်းတော့ပေါင်းချင်း6ပါဝါကတ်အကကူဘောနော်6တက်ကူကနော် တော့ကဏ္ဍလေးကိုကြည့်မယ်ဆိုဒီမှာ6တက်နော်6တက်ဆိုတဲ့အကြောင်းမို့လို့6တက်ပို့မှဒီမှာ6တက်ဆိုပြီးတော့ဆင်ထားပါတယ်နော်ဆက်သွားရအောင်ဒီမှာ2တက်တော့နေ့ရက်တည်းပေါင်းတော့3 3ရက်3ရက်ပေါင်းတော့6ပါဝါတက်လက်ကတ်ကို6တက်ကိုပါပဲနော်ဒီကတော့ဒီမှာပါထပ်ကဏ္ဍကဒီမှာ6 3เนาะ6 3ဆိုတဲ့အကြောင်းပြီးတော့6တက်ပါပဲနော်အဲ့တော့6တက်ကိုမှဒီမှာ6တက်ဆိုပြီးတော့ဆင်ထားပါတယ်နော် ရောင်း၅ချောင်းရှစ်ငါးရဲ့ချောင်းရဲ့ပေါင်းတော့တင်းနေရှင်နဲ့ပေါင်းတော့ပေါင်းချင်း၉ပါဝါကလေးလက်ကက်က၆ကိုလေး၆ဆိုပြီးတော့ဒိတ်စီကတုံးလို့ရတာနော်ဒါဆိုလို့ရှိရင်ဘရက်ဆိုင်ကြီးကိုတွားရအောင်နော်ဘရက်ဘရက်ကိုတွားမယ်ဘရက်ကဒီမှာ၆ရဲ့တက်အော်ဆိုင်မပြရနိုင် covenant တော့ရင်ပြောနေเนาะဒီမှာ၃ယောက်ခွန်ပေါ့เนาะ၃ယောက်ခွန်နှလုံးပေါင်းတော့ပေါင်းခြင်းကခွန်ပါဝါကနဲ့နှက်ကက၃ယောက်ခွန်နဲ့၃ယောက်ပြိပါเนาะ covenant လေးကိုပေါင်းကြအောင်เนาะအဲ့တော့6တဲ့6တဲ့နှလုံးပေါင်းတော့ပေါင်းခြင်းခွန်ခွန်နဲ့ပြိပါเนาะဒါဆိုရင်ခွန်နဲ့၃ယောက်ပါဒီမှာသူကခွန်နဲ့ပြိဆိုပြီးတော့ဆက်ပြီးသွားကြမယ်ဒီမှာ ရှိတဲ့ရှိရတဲ့နော်ပေါင်းတော့ပေါင်းချင်းကိုပါဝါကလေးလက်ကကချောက်ကိုလေးချောက်ပရိပေါ့နော် sorry ပါနော်ထပ်ကနေအဒီမှာ6 3နှလုံးပေါင်းတော့ပေါင်းချင်းကိုကိုပရိပေါ့နော်ကိုလေးချောက်မှာကိုပရိဆက်ပြီးစဉ်းစားပါနောက်ပြန်အတွက်ကစားရမယ်ပရိတ်တာကြတော့ဒီမှာခွန်ချ နှလုံးပေါင်းတော့3ပါဝါကရှိနေကကမှာ35ပြည်ပေါ့နော်အဲဆိုရင်ညီမတို့ရဲ့ကနန်လေးတွေကိုတွေ့ကြည့်ရအောင်နော်နန်းလေးတွေတွေ့ကြည့်ပါမယ်ကိုလေးချောက်ပါနော်ကိုလေးချောက်ကိုလေးချောက်ပါ၃ break ဆိုတဲ့အကြောင်းမို့လို့ကိုလေးလေးကိုချောက်က ရှစ်ပရိဆိုတော့6လင်းလေး6နဲ့ပေါ့နော်ဒါတော့ရှစ်ပရိပါနော်9ပရိဆိုတော့ကြာမလို့6လင်းတဲ့69ပေါ့နော်ဒါတော့9ပရိလေးပါမြမအကြိုက်ဆုံးကနန်းလေးတော့ကနန်းထက်တဲ့လေးကိုကို6ကောကိုကြိုက်တယ်เนาะဒါပေမဲ့ပထမဦးစားပေးရလေးကို3ပရိတ်ပြီပါเนาะဒါကတော့ဒုတိယဦးစားပေးပေါ့เนาะ ဲ့တော့ဒီကိုကိုတော့ main on နေနဲ့ကစားမှာပါနော်ဒါကတော့တရားဥစားပြီးပါ channel ဟာတွေကိုတော့ရန်ကွက်နေနဲ့ထည့်ပြီးတော့ကစားမှာပါနော်ဒါညီမဆန္ဒကိုပြောပြချင်ဖြစ်ပါတယ်ကိုတို့မတို့ကချက်မချမ်းနေတယ်ဆိုလိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်တယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်